မက္ကဆီကိုနိုင်ငံမှာမြို့တော်ဝန်တအူးလှုပ်ကြံတပ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ပြည်သူတွေကြားမကျေနပ်မှုတွေမြင့်တက်နေပါတယ်။ဥရူဒါပန်မြို့တော်ဝန်ကာလို့စ်မန်ဆူဟာပြီးခဲ့တဲ့သတင်းပတ်ကုံကသူ့မျိုးရဲ့မရဏနေ့အခမ်းအနားအစည်းအဝေးတွေအတော်တွင်ပြစ်သက်ခံခဲ့ရတာဖြစ်ပါတယ်။မက္ကဆီကိုရိုးရာတလီအရာကျင်းပလေးရှိတဲ့အဲ့ဒီနေ့က Halloween နေ့နဲ့သဘောတရားချင်းဆင်တူပါတယ်။ November 10ရက်နေ့ညပိုင်းကသူဟာဖျောင်းတိုင်မီထိုးပွဲတစ်ခုမှာပါဝင်နေရင် တနတ်သမားတယောက်ရဲ့ခုနှစ်ချက်ပြစ်ခတ်တာကိုခံခဲ့ရပါတယ်။မြို့တော်ဝန်အဖြစ်သူတာဝန်ယူနေတဲ့ဥရူရာပန်မြို့တရှိရာမီချိုကန်ပြည်နယ်ဟာမက္ကဆီကိုအနောက်ပိုင်းကမူရင်မောက်ကိုဂိုင်းတွင်ဩဇာစွမ်းမှုရာနေမည်တစ်ခုဖြစ်ပါတယ်။အခုလှုပ်ကြံမှုကိုလည်းမူရင်စေဝါမောက်ကိုဂိုင်းတစ်ခုခုကကျူးလွန်တယ်လို့ယုံကြည်ရပါတယ်။လွန်ခဲ့တဲ့တစ်လလောက်တုန်းကမြို့တော်ဝန်မန်ဆိုဟာမီချိုကန်နယ်ကန်တွင်နဲ့တွေ့ဆုံဆွေးနွေးရာမှာမူရင်မောက်ကိုဂိုင်းတွေကိုဖက်ဒရယ်အစိုးရကထိထိရောက်ရောက်မှနှိမ်နေရင် ဒေသခံတွေကိုယ်တိုင်လက်နက်ကင်ပြီးကိုကိုကိုကာကွယ်တင့်ပြီလို့ပြောခဲ့ပူးပါတယ်အဲ့ဒီရာစုအကိုင်းတွေဟာလူသတ်မှုတွေငွေညှင်းမှုတွေကြဲကြဲပြန့်ပြန့်ကျူးလွန်နေပေမဲ့ဖက်ဒရယ်အစိုးရကကင်တွေတားဆီးနိုင်စွမ်းမရှိဘူးလို့လည်းသူကဝေဖန်ခဲ့ပါတယ်မန်ဆိုလှုပ်ကြံကြရမှုနဲ့ပတ်သက်လို့လူထုကြားမှာဝေဖန်မှုတွေမြင့်တက်လာပြီးဘာကြောင့်အဲ့ဒီလောက်လုံခြုံရေးစီးခက်လွယ်လွယ်ကျိုးပေါက်ခဲ့တယ်လဲဆိုတာကိုလည်းမေးခွန်းထုတ်နေကြပါတယ်ရဲတွေကတော့တနက်သမားကိုပြစ်တက်ခဲ့ပြီး တန်တရားရှိသူနှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့ပြောကြားထားပါတယ်။အသက်40အရွယ်မန်ဆိုလှုပ်ကြံခံရမှုနဲ့ပတ်သက်လို့လူတို့ရဲ့မကြေမနက်အုံကြွမှုတွေဟာနိုဝင်ဘာ2ရက်နေ့မှာတော့စန္ဒပြပွဲတွေအဖြစ်ပြောင်းလဲသွားပါတယ်။ဥရူရာပန်နဲ့ဒေတာရင်းကမျိုးတချို့မှာလူစုလူဝေးနဲ့ချီတက်ပြီးဒူးစရိုက်ဂိုင်းတွေကိုဖိပိစီစီနှိမ်နှင်းပေးဖို့အစိုးရကိုတောင်းဆိုခဲ့ကြပါတယ်။ရဲတွေကပြစ်တက်ခဲ့တယ်ဆိုတဲ့တနက်သမားကဘသူပဲဝါဆိုတာကိုလည်းအခုထိမသိရသေးပါဘူး။လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ သူဟာလုံးကြံမှုမတိုင်ခင်ဥရူတော်ပန်ကဟိုတယ်တလုံးမှာ၅ရက်နေထိုင်ခဲ့ပြီးအနည်းတစ်ဝိုက်ကိုလှည့်လည်သွားလာစောင့်ကြည့်မှတ်သားထားဟန်ရှိတယ်လို့ယုံကြည်ရပါတယ်။လုံးကြံမှုနဲ့ပတ်သက်လို့လလော့ဆယ်ပြည်နယ်အစိုးရကတာဝန်ကိုကင်တွယ်စစ်ဆေးနေပေမဲ့ဖက်ဒရယ်အစိုးရဘက်ကလည်းအကူအညီတောင်းခံလာရင်ပူးပေါင်းပေးဖို့ကံလန်ထားကြောင်းသိရပါတယ်ရှင်။